ညရုံကသူရဲ့ရှင်တော်ထိုင်းတည်င်းကိုကြည်ရသေးလားမသိဘူးရှင်အရန်လန့်ဆရာကောင်းတဲ့တည်င်းဘယ်တစ်ခုကိုအရင်လက်ရမလဲမသိဘူးအသက်34 35ပဲရှိသေးတဲ့အမေက သားသမီး6ယောက်မွေးထားပြီအဲ့ဒါကိုအဖေနဲ့အမေဖြစ်သူကအယောက်20ရရှင်နေတဲ့ရှင်နမေ6ယောက်ပဲမွေးတဲ့ရနော်သူတို့ကလေးတွေရဲ့အသက်ကဘယ်လောက်လဲဆိုတော့လက်ရှိအမေကအသက်34 35လို့ရှင်း ပထမတရားသူတို့ကလေးကအသက်20နှစ်ရှိပြီအဲ့လိုဆိုအမေဖြစ်သူအသက်73နှစ်72နှစ်73နှစ်ကလေးကကိုဝင်ရှိကလေးမွေးပြီးရင်ပထမတရားကအသက်21ဒုတိယတရားကအသက်18နှစ်3ယောက်မြောက်ကအသက်19 4ယောက်မြောက်ကအသက်15 5ယောက်မြောက်ကအသက်10နှစ်6ယောက်မြောက်ကအသက်17 9ယောက်မြောက်ကအသက်30 10ယောက်မြောက်က9နှစ်9ယောက်မြောက်က နှစ်နှစ်ပဲရှိသေးတယ်။သူတို့အိမ်မှာလူ73ယောက်နေတယ်တဲ့ရှင်သူတို့ရဲ့မိသားစုနမယ်ကသူတို့အာခေါ်တယ်သူတို့မိသားစုနမယ်ရှိအမ်73ယောက်နေတယ်ဆိုတာအဖေနဲ့အမေနဲ့ပြီးတော့မောင်မ9ယောက်ထဲမှာ1ယောက်ကကလေးရှိပြီရှင်။အဲ့တော့မိလေး1ယောက်နဲ့ပေါင်းလိုက်73ယောက်နေတယ်။မလို့ဒီမိသားစုကဒီမိသားစုကလေအတိတ်ငယ်နဲ့ရွယ်ရွယ်နဲ့ကလေးရှိလို့ကလေးများလို့နမည်ကြီးတယ်မဟုတ်ဘူး။ ဒီမိသားစုကအဲ့လိုမျိုးရှာစားတာအဖေနဲ့သမီးအကိုနဲ့ညီမလေးအကိုနဲ့အမအဲ့လိုမျိုးအဲ့လိုမျိုးဗီဒီယိုတွေရိုက်ကြပြီးအဲ့လိုအဲ့လိုနေရာတွေမှာသွားတင်တယ်ပြောရရင်ဗီဒီယိုသွားရောင်းစားတာပေါ့ရှင်အဲ့လိုမျိုးတွေလှုပ်လို့နမည်ကြီးတာအဲ့ကြောင့်မို့တာဝန်ရှိတွေကဝင်ရောက်စစ်ဆေးတာဒီမိသားစုကထိုင်းနိုင်ငံကမုန်းလူမျိုးဖြစ်တယ်ရှင် ထိုင်းစစ်စစ်အဲ့လိုမျိုးတော့မဟုတ်မုံလူမျိုးဒါပေမဲ့ထိုင်းနေကမုံလူမျိုးအဲ့လိုမျိုးတွေလုပ်တယ်အဲ့တော့တဝင်ရှိတွေလည်းဝင်ရောက်စစ်ဆေးတယ်အစပိုင်းတဝင်ရှိတွေကဝင်ရောက်စစ်ဆေးတာမဟုတ်ပဲနဲ့အဲ့လိုမျိုးတကယ်လို့အဖေအမေမှာတာသမီးအများကြီးမတွေးနိုင်မမွေးနိုင်ဘူးဆိုရင်တာဝန်ရှိတွေကတာဝန်ယူပေးမယ်ဟွာပေးမယ်လို့အရင်ပြောသွားပါတော့စာရီပို့သွားတယ်မဲ့ဒီမိသားစုကသူတို့ခလေးသူတို့တာသမီးကိုသူတို့ကျွေးနိုင်တယ်မရှုံနဲ့အဲ့လိုမျိုးပေါ့ရှင် အဲ့လိုမျိုးကနေပြဿနာအဲသူတို့ဆိုရှယ်မှာတင်ထားတဲ့အဲ့လိုမျိုးသူတို့ရောင်းစားနေတဲ့ဗီဒီယိုတွေလည်းပေါ်လာတယ်တဝင်ရှိတွေတိတော့ညလုံးကတဝင်ရှိတွေလည်းသွားပြီးတော့အဲသွားမေးပေါ့အဖေနဲ့မေးကိုတကယ်လောက်ရလားသားသမီးတွေနဲ့အဲအဲ့လိုမျိုးရောင်းစားလိုက်တဲ့ဗီဒီယိုထဲမှာလေး အာအမေဖြစ်သူလဲတချို့ဗီဒီယိုထဲမှာအမေဖြစ်သူလဲအထဲမှာရှိနေတာတရှင်အမေဖြစ်သူလဲတိနေတယ်တဝင်ရှိတယ်တမီးတော့အမေက तू မတိဘူး तू တတမီးတွေအဲ့လိုလုပ်မယ်ဆိုတာ तू လဲမတိဘူးဘူးအာတတင်းထွက်မှ तू လဲတိတယ်လို့အမေဖြစ်သူကပြောတယ်ဒါပေမဲ့မဟုတ်ဗီဒီယိုထဲမှာအမေရဲ့ရုပ်လဲပေါ်နေလို့အဖေဖြစ်သူကတော့ तू တ तू တမီးတွေနဲ့သူအဲ့လိုမျိုးပြန်မလုပ်ရဘူးအဲ့ဒါသူများဗီဒီယိုတီဖြတ်ထားတာလို့အဖေက ပြောတယ်အဲ့တော့သူ့ရဲ့အာသူ့အကြောင်းပြောတဲ့သူတွေသူ့ရဲ့မျက်နာပြတဲ့သူသူ့ဗီဒီယိုလုပ်တဲ့သူတွေကိုသူတရားစွဲမလို့အဖေကထွက်ပြောရခြင်းဒါပေမဲ့သူတို့တကယ်လုပ်ရတာယူရှင်အဲ့ဒီမောင်နှမတွေအချင်းချင်းအဲ့လိုမျိုးလုပ်တယ်သားသမီးကိုရောက်လဲထွက်ပြောပေါ့နော်ရှင်အကြီးတွေသူတို့မလုပ်ရဘူးလို့ပြောတယ်။အော်ဒီကိုရောက်ထဲမှာလေရှင်။ အဲ့ဒီဗီဒီယိုထဲမှာပါတာ6ယောက်ရှိရယ်6ယောက်မှာ6ယောက်ကလုံနေပြီအဲ့လိုမျိုးမောင်နှမအချင်းချင်းအဖေနဲ့အဲ့လိုမျိုးအာဘယ်နေပထမတစ်ယောက်ပါတယ်လူတွေကတစ်ယောက်ပါတယ်အဲ3ယောက်မြောက်ပါတယ်4ယောက်မြောက်ပါတယ်5ယောက်မြောက်အသက်7နှစ်လဲလုံတယ်ပြီးတော့အသက်7နှစ်6ယောက်မြောက်ခါကျတော့မလုံဘူးဒါမဲ့9ယောက်မြောက်10နှစ်ပဲရှိသေးတဲ့ကလေးမလေးကလုံတယ်အဲ့ဒါမင်းကလေးရှင်မောင်နှမထဲမှာအာမိမိကလေးလည်းပါတယ်ယောက်ျားလေးလည်းပါတယ်မလို့ရှင်အဲ့လိုမျိုးလှုပ်ကြတယ် အဲ့တော့အခုပြဿနာတွေတက်နေတယ်ညလုံးကတဝင်းရှိတယောက်တွမ်းမေးတော့လေဘုံမထဲကအကြီးဆုံးကမင်းကလေးဖြစ်တယ်ရှင်သူကမိသားစုကိုရှာကျွေးတယ်သူကအဥဆောင်တယ်လို့မျိုးဖြစ်တာလားတော့မသိဘူးအာအဲ့ဒီဗီဒီယိုတော့က အရင်တလောဝီဒီယိုဒီနောက်ပိုင်းတော့မလုပ်ရဘူးလို့လည်းကြားရရင်တာဝန်ရှိတွေကဒီမိသားစုကိုဘယ်လိုဆက်လုပ်မလဲတော့မသိဘူးဒါပေမဲ့ဒီမိသားစုကတော့လောလောဆယ်တိဝန်မခံသေးဘူးအကြီးဆုံးတယောက်ကတော့သူလုပ်ရတယ်ဒါပေမဲ့သူ့ညီမလေးတွေမလုပ်ရဘူးလို့သူပြောရရင်ဘယ်လိုပဲဖြစ်သက်တည်းအထောက်ထားကဗီဒီယိုထဲမှာရှိနေတဲ့အဖေအယုတ်ရောသူ့ရဲ့မောင်လေးညီမလေးရုပ်လည်းပါနေတယ်အဲ့တော့ညင်းလို့တော့မရတော့ဘူးရှိရသက်တည်းရှိရဆိုတော့ဖြစ်ချက်ပုံမှာဖြစ်သွားခဲ့တာတော့ရှင့် ိုင်းနိုင်ငံဖြစ်ချက်ပေါ်မှာသူတို့ကအဲ့လိုမျိုးနယ်တွေအဲ့လိုမျိုးရွာအပြင်မြို့အပြင်ဖက်မှာနေကြတာထင်နေရှင်ဘယ်လိုဖြစ်တည်င်းထူးရှင်ပြန်လာအတစ်ပေးမယ်နော်အခုမှရှင်လဲတည်င်းတော့ဖတ်လာပြီးဒီလိုမျိုးပြန်ပြောပြတာဆိုတော့ထင်းငေါထင်းငေါလေးပြီးတော့ရှင်းနောက်ပြောင်းပြန်လေးရှိရင်လဲရှိနေမယ်ရှင်